ုတ်ကဲ့မင်္ဂလာပါဒီကနေ့မှာတော့အယူပါအယူပွားမဖြစ်အောင်ဘလို့စားစာတွေစားတင်တဲ့လဲဘယ်အသက်အရွယ်မှာစတင်ဖြစ်ပွားလိရှိတယ်လဲဆိုတာတွေနဲ့ပတ်သက်ပြီးပြန်လည်မျှဝေပေးသွားမှာဖြစ်ပါလေကျွန်တော်တို့ဟာမွေးသည့်အချိန်မှစရွေးအသက်9နှစ်10နှစ်15နှစ်စသဖြင့်တဖြည်းဖြည်းနဲ့အယူများပွားများကြီးထွားလာကအယူများရှိလာတာကြောင့်အရက်လည်းရှိလာပါတယ်တာမန်အဖြစ်အသက်18နှစ်နဲ့20နှစ်ကြားရောက်တဲ့အခါမှာတော့အယိုးရဲ့ကြီးထွားမှုကရပ်တန့်သွားပြီးအရက်ဆက်မရှိတော့ပါဘူး အသက်20မှ30ခန့်အထိအရိုးမှဆက်မရှိတော့ပဲခိုင်တဲ့ခိုင်လောင်အောင်သာပြုတ်လုပေးနေတာဖြစ်ပါတယ်။ဒါကြောင့်အသက်20နဲ့30နှစ်ကြားလူတယောက်မှရှိတဲ့အရိုးရဲ့တိတ်တီးစပမာဏဟာအများဆုံးဖြစ်ပါတယ်။အရိုးရဲ့စုစုပေါင်း၄ချိန်ဟာလည်းအမြင့်ဆုံးဖြစ်ပါတယ်။အသက်30ကျော်လာနဲ့အမျှအရိုးရဲ့ထူထဲမှုတိတ်သက်မှုကြစ်လစ်မှုတွေဟာတဖြည်းဖြည်းနဲ့လျော့နှယ်လာပါတယ်။အသက်40ခန်းရောက်တာနဲ့ယောပါယောဂစတင်ဖြစ်ပေါ်လာပါတယ်။ ထို့သဖြင့်အမျိုးသမီးနဲ့အမျိုးသားရှင်အမျိုးသမီးများဟာဖြစ်ရန်လာလာပူများပါတယ်။မျိုးသမီးတွေဟာအဓိကအဖြစ်ဟော်မုန်းတက်နည်းသွားတာကြောင့်ဖြစ်ပါတယ်။တွေ့ဆုံပြီးနောက်ပထမ၅နှစ်အတွင်းမှာရိုးပွားတဲ့နှုတ်ဟာအမြန်ဆုံးဖြစ်ပါတယ်။တစ်နှစ်လင်းနှစ်ရာခိုင်နှုတ်ခန့်ရိုးပမာဏဆုံးရှုံးမှုရှိပါတယ်။ 9နှစ်နောက်ပိုင်းမှာတော့တစ်နှစ်လင်းတစ်ရာခိုင်နှုန်းအထိတဖြည်းဖြည်းညွန်နေလာတာကိုတွေ့ရမှာဖြစ်ပါတယ်။တင်ငယ်စဉ်ကအယိုးအလေးချိန်များလေအသက်ကြီးလာတဲ့အခါမှာအယိုးပွားယောဂါဖြစ်နိုင်ကြီးနည်းလေဖြစ်ပါတယ်။ဒါကြောင့်ဒီလိုမျိုးယောဂါတွေမဖြစ်ပွားရလေအောင်ဘယ်လိုမျိုးအာဟာရတွေကိုရွေးချယ်စားသုံးသင့်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ပထမတစ်ချက်အနေနဲ့အရေးကြီးဆုံးကတော့သဘာဝကယ်လ်ဆီယမ်ဓာတ်များရရင်လိုအပ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာတဘာဝကယ်ဆီယမ်ဓာတ်ကိုပေါများစွာရနိုင်တဲ့အစားအစာကတော့အခွန်ပါဝါစနိုင်တဲ့ပဇွန်သေးသေးလေးတွေဖြစ်ပါတယ်။ဒီလိုပဇွန်စိတ်ကလေးတွေမှာတော့ကယ်ဆီယမ်ဓာတ်အပြင်ဂလူကိုစမစ်ဆိုတဲ့အရိုးအဆက်ပိုကျန်းမာတန်ဆွမ်းစေရန်အထောက်အကူပြုတဲ့ဓာတ်လည်းပါဝင်ပါတယ်။ဒုတိယအနေနဲ့ကတော့ငသက်လဲတို့ဖြစ်ပါတယ်။ဒီလိုငါးလေးတွေကတော့အယိုးခိုင်မာဖို့အတွက်ဆိုရင်တော့ကြော်စားရင်တော့အကျိုးမရှိနိုင်ပါဘူး။ဒါကြောင့်ဟင်းချက်စားတင်ပါတယ်။ ဒီလိုငားလေးတွေဟာအယိုးပါဝါစနိုင်လို့ကယ်ဆင်တတ်ပြင်းအခြားတထုတတ်များဟာလည်းကျွန်တော်တို့ခန္ဓာကိုယ်အတွက်များစွာအကျိုးရှိစေမှာဖြစ်ပါတယ်။ကျွန်တော်တို့ငယ်စဉ်ကခေါင်းတရသားကိုစားပါလို့သင်ကြားခဲ့ရတာဟာငွေကြေးကုန်ကျမှုတတ်တာပြီးအထာတန်ဖို့မြင်မာတာကြောင့်လို့ဆိုရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ကြက်ဥဘဲဥဖြစ်ပါတယ်။ကြက်ဥဘဲဥမှာဗီတာမင် D ဓာတ်နဲ့ကယ်ဆင်ဓာတ်များစွာပါဝင်ပါတယ်။အယိုးတွေမှာကယ်ဆင်ဓာတ်ကောင်းမွန်စွာတည်ဆောက်နိုင်ဖို့အတွက်ကလည်းဗီတာမင်ဓာတ်ကမရှိမဖြစ်လိုအပ်ပါတယ်။ဒါကြောင့်ဗီတာမင် D ကိုနေရောင်ခြည်မှာလည်းရရှိနိုင်ပါတယ်။ နောက်ထပ်စားသင့်တဲ့အာဟာရကတော့ပဲမျိုးစုံဖြစ်ပါတယ်။ပဲမျိုးစုံထဲမှာပဲပုတ်ပဲပြီးဆက်ကတော့အယိုးခိုင်မာစေရန်အခြားပဲတွေထက်အစွမ်းထက်ပါတယ်။နောက်ထပ်ရေးပါတာကတော့ဟင်းသီးဟင်းရွက်တွေဖြစ်ပါတယ်။ကျွန်တော်တို့မကြာခဏစားလို့ရှိတဲ့ကစွန်းရွက်ဟင်းနုနော်ရွက်တွေမှာကယ်လ်ဆီယမ်ဓာတ်ပြင်အရေးပါတဲ့ဗီတာမင် K1 လည်းပါဝင်ပါတယ်။ဗီတာမင် K ဟာအယိုးရဲ့အောက်ခံသားပြုလုပ်ရမှာအဓိကလိုအပ်တဲ့ဓာတ်ပစ္စည်းတွေကိုအားပေးပါတယ်။ နိုင်ငံတကာလေးလာကြံများအရအသည့်နှံစားတဲ့သူနဲ့အသီးရွက်စားတဲ့သူများဟာရိုးပါရိုးပွားယောဂါဖြစ်ပွားမှုနှုံးကိုအလွန်နှေးပါစေတယ်လို့ဆိုပါတယ်။ဒါကြောင့်ကျွန်တော်တို့နေ့စဉ်စားတဲ့အစားအစာတွေမှာကယ်ဆီယမ်ဓာတ်များတဲ့အစားအစာများဗီတာမင် D ဓာတ်ပါဝင်တဲ့အစားအစာများနဲ့အသီးရွက်များစားခြင်းဟာရိုးမြခိုင်မာစေရန်အတွက်များစွာအကျိုးပြုစေမှာဖြစ်ပါတယ်။မိတ်ဆွေများအားလုံးရိုးပါရိုးပွားရိုးဆွေးခြင်းဘေးမှကင်းဝေးနိုင်ကြပါစေ။အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။